ရာဝတီတိုင်းရေကြည်မြို့နယ်ငတိုင်းချောင်းမြို့နယ်ကစစ်ကောင်စီရဲ့မြောင်စမ်းအမြောက်တပ်အမတ်တ3လေးလေးကိုတော်လိုင်းပူပေါင်းတပ်ဖွဲ့တွေကစီးနင်းတိုက်ခိုက်နေပါတယ်တော်လိုင်းတပ်ဖွဲ့တွေကပြီးခဲ့တဲ့ဇွန်လ17ရက်နေ့ညပိုင်းကတည်းကအမြောက်တက်3လေးရဲ့နှစ်ထက်ဘန်ကာတွေကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်စီးနှင်းထားနိုင်တယ်လို့သတင်းရင်းမြစ်တွေစီကသိရပါဗျ။17ရက်နေ့ညကတည်းကစစ်ကားတွေအမြောက်တက်ထဲအဝင်ထွက်ရှိတယ် စနေနေ့နဲ့ဒီနေ့မနက်မှာတိုက်ပွဲပိုပြင်းထန်လာပြီးတော့စစ်တပ်ဘက်ကအုပ်စုလိုက်ထွက်ပြေးလာတာရှိပါတယ်လို့စစ်ရေးသတင်းရင်းမြစ်က AR Times ကိုပြောပါရယ်စစ်ကောင်စီဟာဇွန်လ12ရက်မနက်6နာရီကစပြီးအမြောက်တပ်တွင်းကလက်နက်ကြီးနဲ့ဟာဝေဇာတွေကိုတွဲကားတွေနဲ့တင်ဆောင်ပြီးတော့ကျုံမျောခလာရ36ကိုပြောင်းရွှေ့ပို့ဆောင်ထားတယ်လို့ဒေသခံတွေစီကသိရပါရယ်အမြောက်တွေပါဝင်လက်နက်ကြီး9လက်ကိုပါကျုံမျောကိုပြောင်းရွှေ့ထားရတဲ့အပြင် အမြောက်တက်အတွင်းလက်နက်ကြီးတွေနဲ့တိုက်ခိုက်ခံရပြီးစခန်းပိတ်ဆို့ခံထားရတဲ့အတွက်စစ်ကောင်စီတပ်ဖွဲ့ဝင်ချို့ကျုံပြော်ဘက်ကိုကစင်ကလျာထွက်ပြေးရတယ်လို့လည်းသိရပါတယ်စစ်ကောင်စီဟာအမြောက်တက်၃လေးစီးနင်းတိုက်ခိုက်ခံနေရတဲ့အတွက်လက်နက်ကြီးတွေကိုတော်လိုင်းတပ်ဖွဲ့တွေသိမ်းယူမှဆိုပြီးကျုံပြော်ဘက်ကိုရွှေ့ဆိုင်းထားတာဖြစ်ပါတယ်